ဒီဘက်ကတိုက်ကျူကြနေတာပါကျော် voice of Myanmar ပါကိုဒါပနေရောက်ပြီနေရချင်းတယောက်နဲ့ပဲတနေရတယ်ကြောက်တဲ့ပဲတနေရတယ်ဟုတ်ကဲ့ဒါစီယုံဝင်ခေါ်တာဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါ ါဘူးလားဟိုကလေကျွန်တော်တို့ကအမှားတရှိတယ်ဟိုကလေဟိုကလေမထူးရပါနဲ့ရှိတယ်။အော်ဒီတော့ပြီးသွားတော့ဟုတ်ဟုတ်ပါဘူးဒီလိုနဲ့ဟုတ်ပါဘူးဒီလိုရေးရေးရောပိတ်လာနိုင်ချောင်းဟုတ်ကဲ့ဟုတ်ပါပြီကွယ်ဒီမှာလူကပြီးနေရရှိရလူကအိုက်ထဲမှာတွေ့ဘယ်နှစ်ယောက်ရှိတွေ့တွေ့ကြောက်တောက်တယ်အသက်ရှင်လားဩဩဩတော့တယ်နိုင်နေတယ်လေဟုတ်ကဲ့မြတ်ကျွန်တော်တို့မန္တလေးချမ်းအေးသာသံမြို့နယ်85လမ်း343 333လေးကြားစီဝဝင်ထဲမှာစာအုပ်တစ်ခုပြိုကျနေတာကိုမိသက်ပါဝင်လူမရေးသင်းတွေကဲထုတ်နေတာဖြစ်ပါတယ်လက်လော့သင်းတွေကအောက်မှာလူတယောက်ပြိမိနေပြီးတော့အဲလော်လော့တယ်တော့အသက်ရှင်နေရကဲထုတ်နိုင်ဖို့ဝိုင်းဝန်းကြိုးစားနေတာမြင်ကွင်းဖြစ်ပါတယ်ခင်ဗျာလိုက်နော်ကမ်းမင်းလည်းအန်ဒီအိမ်လားဘယ်လိုဘယ်လိုကျွန်တော်ကနောက်ထောင်းမှာကျွန်တော်အိမ်ဩအိမ်ရောပြိုသွားလားပြို ဒီဒီအိမ်မဲလောလောတဲ့ပြိုလေးတာလေဟုတ်ကဲ့မှဒါစီယိုဝင်ခေါ်တာစီယိုဝင်လို့ဟုတ်ကဲ့ဟုတ်ကဲ့အခုအောက်မှာပဲပြီးပြီပြီးနေတာအဲ့ဒီကျင်းတော့မိသားမောင်းတဲ့ပြိုလေးဟာဩမိသားပဲမိသားမောင်းတဲ့ပြိုလေးဟုတ်ကဲ့အခုကမိကိုးတွေကကိုဝင်းကိုဟုတ်ကဲ့အခုမိကိုးတွေကဘာလို့ထွက်နေလဲအဲ့ဒါကျွန်တော်ရေတင်မဲနဲ့အဲ့ဒါကိုဘာ လုံးဝမလုံးလို့မရဘူးဟုတ်ကဲ့အဲ့တော့ဒီတစ်ယောက်ကစတူဒီယိုထပ်ပြီးလာဟုတ်ကဲ့အဲ့တော့ကဲတော့ရှိသေးတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒီတော့မီးလို့တော့ခိုင်းအရင်ကငယ်ရင်တန်းထိထားဟုတ်ကဲ့ငယ်ရင်တန်းထိထားတာဟာဆိုင်ကြီးอ่ะဟုတ်တော့သုံးရွက်ပွဲပေါ့ဗျာဟုတ်ကဲ့ဒီမဲ့ဒါပြဟုတ်ကဲ့မြအရင်အရင်လို့အရင်အရင်တော့ငယ်ရင်လို့ထားတော့ထိထားတဲ့အဆောက်အဦဖြစ်ပါတယ် အတွင်းထဲမှာမိခိုးတွေထွက်နေလို့အာမိသက်ကားတွေရောမူကလည်းအထဲမှာညာနေရတဲ့ကောတဲကောကတဲကောကဟိုလာဟာဟုတ်ပါဘူးရှင်ကသုံးသုံးသုံးလေးရှင်ကသုံးသုံးသုံးလေးစီယိုဝင်

ဒီဘက်ကအင်းလေးလည်းထိသွားပါတယ်ဒီအစာဦးကအရင်တော့နဲ့အရင်နဲ့ထိထားတယ်။ထိထားတော့ဖြည့်ရမှာမဖြည့်မဖြည့်။ဟုတ်ဟုတ်။အဲ့လိုပဲ။ မရင်လုံတော့ဒီဆော်ဦးကထိထားပြီးတော့ဖြူဖြက်ဖို့အချိန်မရသေးလို့သူမဖြူဖြက်သေးခင်မှာခုလိုဒီကနေ့ရင်လည်းမလုပ်ပါဘူးမိုးလည်းမရောပါဘူးခင်ဗျလေလည်းမတိုက်ပါဘူးသူ့လိုလိုပြိုကျသွားတာဖြစ်ပါလေအခုဒီမိခိုးတွေကတော့အောက်မှာဘာဖြစ်နေလဲမသိဘူးခင်ဗျအားကြောင့်မလို့အခုမိသက်တွေကအကုန်လုံးဝင်ပြီးတော့တက်ဆွဆန်ပြားငိမ့်နေတာမြင်ရမှာဖြစ်ပါလေ ဘိုင်ဒီပြိုတဲ့စာဦးအောင်မှာအရင်တော့အမိသက်ကမောင်းနေဆိုတဲ့ဦးဝင်းဝပိတ်မိနေတယ်ဆိုလို့အချိန်မီကယ်နိုင်ဖို့လုပ်နေတာပါလူနဲ့တော့တွေ့ပြီးတော့ဆက်သွယ်ရပြီလို့သိရပါတယ်အသက်ရှင်လက်ကယ်နိုင်ဖို့ဝိုင်းဝန်းကြိုးစားနေတဲ့အနေအထားဖြစ်ပါတယ်ခင်ဗျာ

ဦးဝေဘူးဦးဝေဘူးဦးဝေဘူးဒီကကမောင်းနေဦးဝေဘူးဦးဝေဘလားအသက်ဘလားလောက်ကြီးမန္တလေးချမ်းရည်သာသံမြို့နယ်85လမ်း3334ကြားမလွန်စင်ယိုဝင်းအတွင်းမှာဖြစ်ပါတယ်။စောက်ဦးတစ်ခုချိုဖြက်နေစဉ်မှာအကုန်လုံးပြိုကျသွားတာဖြစ်ပါတယ်။ဒီအောက်မှာတော့ အရင်တော့မိသားကအမောင်းနဲ့ဥဝင်ကိုဆိုတဲ့ကုလေးကြီးတယောက်မာယာကိုမောင်းပြင်းနဲ့နည်းနည်းလေးခွာပြောပြတာစိတ်မကောင်းဖြစ်မှာဟုတ်တယ်သူလောလောဆယ်ကျွန်တော်တို့ကယ်ဆယ်ရေးဖွဲ့တွေနဲ့ဝင်းကိုနဲ့ဆက်သွယ်ရပြီးတော့အသက်ရှင်လက်ကယ်နိုင်ဖို့ကြိုးစားနေတဲ့မြင်ကွင်းဖြစ်ပါတယ်ခင်ဗျာ။ဝင်းကိုဝင်းကိုလည်းလောလောရှိ။မာသာကျေးဇူး ခုကတော့ဆက်သွယ်ရတယ်လို့သိရပါတယ်ပြောတော့အမှမပြဘူးပြောဟုတ်ဟုတ်မဲမဲမလေးပါသေးလားမပါတော့ခဏထုတ်ခရတာပေါ့မလားဘလူကလည်းဘလူဖြစ်သွားမသိဘူးပြိုသွားတာပဲလေဟုတ်ဟုတ်

ူးကို58နည်းအော်ဟို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 ဒါကတော့ဟာဒီဘေးအိမ်ကဆော်ဦးကဖြတ်နေနေတဲ့ဘေးကိုပြူတော့ညာသေးတက်ကိုညာသေးတက်ကိုလည်းငွေနေနေပြီးတယ်ညာသေးတက်ကိုဟောစပြူတာညာသေးတက်ကပြူပြီးတော့ဖြိုးတာဖြိုးနေတာဖြိုးနေဒီဘေးကိုပြီးသွားတာပေါ့ပြီးသွားတယ်ဟုတ်ကဲ့ဘယ်လိုမှပြောရဲတော့မှာပဲ။အဲညာသိညာသိတဲ့ကိုကန်။ငါတို့ကလည်းပုံပြင်ကြည့်ကြမျိုး။ဆက်ခေါ်တာကတော့။ဟာဒီဒီကိုတော့လည်းပြန်လို့ဒီ။ ဒီမလွန်စေယိုဝင်းချိုင်းသာသာမျိုးနဲ့3338လမ်းညာစိတက်ကိုကန်ငလင်ထိထားတာဖြိုပြက်နေရနေပြီးတော့ဘေးကိုပြိုကျသွားတာဖြစ်ပါတယ်ပြိုကျသွားလို့ဒီအတွင်းထဲမှာဥဝင်းကိုအသက်58နှစ်ပိတ်မိနေပါတယ်ဒါကြောင့်မလို့သူ့ကိုအသက်ရှင်လေးကယ်နိုင်မှုဒီသက်တက်ဖွဲ့လူမှုကေဇေးအသင်းနေအကုန်လုံး ကြိုးစားနေတဲ့မြင်ကွင်းဖြစ်ပါတယ်။ကျိုးတဲ့တိုက်ကဒီဘက်ကတိုက်ကညာစိမ့်တဲခုခန်းကျိုးတာပါမီးလောင်တာမဟုတ်ပေနဲ့အစာဦးတွေကဝါရှော့တို့ပါလို့ဖြစ်ပြီးတော့မိခိုးတွေထွက်နေတဲ့အနေအထားဖြစ်ပါတယ်။ ။ဒါကြောင့်မလို့ဒီတက်တဖွဲ့ကဒီဝင်းနဲ့ခက်ရခက်စစ်ဝင်ပြီးတော့မိငိမ့်တက်နေတာဖြစ်ပါလေ။ကျတော်ဘယ်လိုမှမနေနိုင်တော့အောင်ခင်ဗျမိကိုတွေကတအားထွက်နေတဲ့အတွက်ဆက်အရင်ထုံလို့ခက်ခဲရှိနေပါလေ နောက်ဆုံးမိတ်ကဲတဲ့ရရှိမှုအခြေအနေတွေကိုတော့ထပ်ပြီးတော့ထုတ်လွှင့်ပေးပါမယ်။တော့ထပ်ပြီးတော့ပြောရရင်85လမ်းမန္တလေးမြို့ချမ်းရည်သာသံမြို့နဲ့85လမ်း333ကြားမလွန်စီယိုဝင်အတွင်းကညာသိန်းတက်ခိုကန်းအစောက်ဦးငလင်ထိထားတဲ့ညာသိန်းတက်ခိုကန်းကို ချိုဖြက်ရာကနေဘေးအိမ်ကိုပြီးသွားတာဖြစ်ပါတယ်။ ဒီပိတ်မိတဲ့အထင်းမှာ58နေလောက်ရှိတဲ့ဥဝင်းကိုဟာစာဥအောင်မှာပြိုကျတဲ့စာဥအောင်မှာပြီးနေတယ်လို့သိရပါတယ်လက်တလို့တော့ဥဝင်းကိုနဲ့ကဲဆယ်ရေးသမားတွေဆက်သွယ်ရပြီးတော့သူလက်ရှင်လည်းရှိနေပါတယ်သူ့ကိုကဲဆယ်ဖို့ဝိုင်းဝန်းကြိုးစားနေတဲ့အနေအထားဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ နောက်ဆုံးမိတ်ကယ်ဆယ်ရရှိပြီးတော့နောက်ဆုံးမိတ်အခြေအနေတွေကိုကျွန်တော်တို့ဆက်လက်ပြီးတော့တင်ပြပါမယ်ခုဒီနေရာပန်ဝင်းကြီးကိုကျွန်တော်တို့ရက်ဒီမတ်တက်ရက်ဖို့ရဖို့တော်တော်ခက်လာပါတယ်ခင်ဗျမိသားတက်ဖို့တွေလည်းမိကိုမတ်ဒီကာကွယ်တဲ့မတ်တွေတက်နေရပါတယ်ကျွန်တော်တို့ကဘာကာကွယ်မှမပါတဲ့အတွက်တရက်ထုတ်လွှင့်မှုဒီမှာပဲရန်နာခွင့်ပြုပါခင်ဗျမကြခင်မှာကျွန်တော်တို့အခြေအနေတွေကိုဆက်လက်ပြီးတော့တင်ပြပေးပါမယ်ခင်ဗျအားပေးတဲ့အတွက်ဘိုက်ဆော့မြန်မာကျေးဇူးတင်ပါတယ် ိုးတွေကဘယ်ရထွက်လို့ထွက်နေမှမသိပါဘူး